ဂျာမနီဝန်ကြီးချုပ်တဲ့ဖြစ်လာနိုင်တဲ့ Frank Drinkmask ကသူ့အစိုးရအနေနဲ့ကာကွယ်ရေးသုံးစီကိုအမြောက်အများသုံးဆွဲသွားမယ်လို့ပြောဆိုထားတဲ့နောက်ဂျာမနီနိုင်ငံဟာဒုတိယကမ္ဘာစစ်နောက်ပိုင်းမမြင်မတွေ့ဘူးတဲ့လက်နက်ပြန်လည်တပ်ဆင်မှုလမ်းကြောင်းပေါ်မှာရှိနေပြီဖြစ်ပါတယ်။ဒီကြညာချက်ကြောင့်ဂျာမနီဟာသူ့ရဲ့ဖွဲ့စည်းပုံပြဋ္ဌာန်းချက်ဖြစ်တဲ့အစိုးရချင်းဝင်တဲ့အသုံးစီမျှကြေညီအောင်ကန့်သက်ခြင်းကိုလွှတ်တော်က ဗီဒိုအနာသုံးပြီးကျော်လွားမှာဖြစ်တာကြောင့်တနှစ်တာအတွက် ကာကွယ်ရေးအသုံးစရိတ်ကိုယူရိုငွေ100ဘီလီယံအမေရိကန်ဒေါ်လာ100ဘီလီယံအထိတိုးမြင့်နိုင်လိမ့်မှာဖြစ်ပါတယ်။အချိန်အခါကလည်းဥရောပဟာအမေရိကန်ကာကွယ်ရေးထိရေးအောက်မှာအားနည်းလာနေခြင်းဖြစ်ပါတယ်။နိုင်ငံတစ်နိုင်ငံရဲ့တမိုင်းတွေကဖြစ်ရက်တွေဟာမမျှော်လင့်တဲ့အပြောင်းလဲတွေကိုဖြစ်ပေါ်စေပါတယ်လို့ဇစ်သတင်းစာကဗုဒ္ဓဟူးနေ့မှာဖော်ပြပြီးမားရှ်ရဲ့အစီအစဉ်တွေဟာဒီလိုအပြောင်းရွှေ့စီဥတီပွဲ ရှိပါတယ်လို့ထပ်လောင်းဆိုပါတယ်။ ီးကြတဲ့လရွေးကောက်ပွဲအပြီးမှာဖြစ်နိုင်ခြေရှိတဲ့ညွန်ပွားဖွဲ့ရေးမားရှဲဗဟုလက်ရာမဟာမိတ်နဲ့ဗဟုလက်ဝဲတို့ကြားတက်တုတ်ရိုက်လှုပ်ဆောင်တဲ့ဆွေးနွေးပွဲတွေရဲ့တစိ့တပိုင်းအဖြစ်အခုအစီအစဉ်တွေကိုအင်္ဂါနေ့မှာဖွင့်ချလာခဲ့တာဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ဂုံရီသူယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီတို့ရဲ့စကားခြေတင်အချင်းများတာကိုရုတ်တံကထုတ်လွှင့်လာပြီးယူကရိန်းစီအကူအညီတွေကိုအင်ဖြူရော်ကရက်ဆိုင်လိုက်တဲ့နောက်မှာဂျာမနီရဲ့ကာကွယ်ရေးအတွက်လှုပ်ဆောင်မှုဟာ ို့ပြီးအရှိန်မြင့်လာတာပဲဖြစ်ပါလေ။အမေရိကန်နဲ့အနောက်ဥရောပကြားပူးပေါင်းဆောင်ရွက်မှုကိုရေရှည်ထောက်ခံခဲ့ပြီးကြီးလေးတဲ့ကျွေးမီကနေအစိုးရအုံစည်းကိုဖြည့်ရှင်းတာမျိုးကိုတချိန်ကဟန့်တားခဲ့တဲ့မာဆာသူ့ရဲ့ရက်တီချက်ကိုမြ мян ဆန်ဆန်ပဲပြောင်းလဲလာခဲ့ပါဗျ။ ယူကရိန်းအရေးနဲ့ကာကွယ်ရေးကိစ္စရပ်တွေကိုဆွေးနွေးဖို့ဂျာတာပရေးနေအထူးထိပ်သီးညီလာခံအတွက်စုယုံရောက်ရှိနေကြတဲ့ဂျာမနီရဲ့ EU မိတ်ဖက်တွေကလည်းဂျာမနီမှာနိုဝင်ဘာလအတွင်းကဝန်ကြီးချုပ် Olaf Scholz ရဲ့အဆိုအရပြုတ်ကျခဲ့တဲ့နောက်နိုင်ငံရေးတရုတ်ဆွဲနေတဲ့လာများစွာအပြီးဂျာမနီဘယ်လိုလှုပ်ဆောင်မလဲဆိုတာကိုစောင့်ကြည့်လျက်ရှိနေပါတယ်။ ကာကွယ်ရေးအသုံးစရိတ်ကြီးကြီးမားမားတိုးမြင့်လာတဲ့အတူမားစာဂျာမနီရဲ့အားမပါတော့တဲ့အခြေခံအဆောက်အုံတွေအစ်စ်မြင့်တင်ရေးနဲ့စီးပွားဆုတ်ကပ်နှစ်နှစ်ဇက်တိုက်ကနေရုံထွက်နိုင်ဖို့ယူရိုငွေဘီလီယံ900စိုက်ထုတ်ဖို့ကိုလည်းလိုလားလျက်ရှိပါတယ်။အစီအစဉ်တွေဟာအောင်မြင်ခဲ့ရင်ဂျာမနီဟာစစ်မှန်တဲ့အခင်းအကျင်းပြောင်းလဲသူတွေဖြစ်လာပြီး ဂျာမနီစီးပွားရေးတိုးတက်မှုစိတ်သုံးခြင်းကိုမြ мян ဆန်းဆန်းကြော်လွှားနိုင်မယ်လို့ IMK စီးပွားရေးသုတေသနအဖွဲ့အစည်းကဒါရိုက်တာဇေဗက်စတိန်ဒူလီယန်ကပြောခဲ့ပါတယ်လောကောမီဒီယာရဲ့ဆက်လက်ရည်တည်မှုကိုပြည်သူတွေရဲ့ထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာ Member ဝင်ပြည့်ချက်ကိုကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။